ါမဲ့ပွဲမှာထုံးမယောင်အနေနဲ့ဘယ်လောက်လုပ်ပြနိုင်မလဲအားလုံးပဲမင်္ဂလာပါဗျာမာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါအားလုံးပဲဒီအတိုင်းပဲကျွန်တော်တို့ထုံးမယောင်ကတော့လာမယ့်30ရက်နေ့မှာဆိုလို့ရှိရင်ပွဲထူရဖို့ရှိပါပြောရမယ်ဆိုလို့ရှိရင်ပြိုင်ဘက်ကတော့ရှေ့ရပွဲထက်စားလို့ရှိရင်တော့သူ့အတွက်နည်းနည်းလေးပွဲချောင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့ဒီရှေ့ရပွဲမှာဆိုလို့ရှိရင်ပြိုင်ဘက်ကသူ့ထက်အရက်လည်းမြင်တယ်ပြီးတော့ခြေရန်လက်တန်ရန်လည်းရှေ့ပြီးတော့ပညာရက်ကလည်းစုံပါလက်ရှိ ကစားသမားကလည်းပြောရမယ်ဆိုရင်ထိုင်းကစားသမားကပညာရက်တော့စုံတယ်။ဒါပေမဲ့ဘလိုပဲနေနေလေလက်သီးပါဝါကအရန်ကြီးအမောက်သိမ့်နိုင်တဲ့ပါဝါမျိုးမရှိသလိုခြေတံလက်တံနဲ့အရက်အားဖြစ်ဆိုလို့ရှိရင်ထုံးမင်းအောင်ထက်စားလို့ရှိရင်တိတိသာသာတိုးပါ။ဒီတော့ကြောင့်မလို့ဒီဘွဲမှာဆိုလို့ရှိရင်ထုံးမင်းအောင်ဘက်ကနေပြီးတော့ခြေတံလက်တံအသာစီးနဲ့ကစားလို့ရတဲ့အနေအထားတစ်ခုမှရှိနေရလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်။ထုံးမင်းအောင်ကိုယ်တိုင်ကလည်းသူ့အနေနဲ့ဒါအကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ဂတိပေးပါတယ်ဆိုပြီးတော့တင်ထားတာတော့ရှိရပါတော့ဒီတော့ကြောင့်မလို့သူ့ဘက်ကဒီအခွင့်အရေးကိုလက်လွတ်ခံလို့တော့မဖြစ်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ရှိဥပမာပေးရမယ်ဆိုလို့ရှိရင်ထုံးမင်းနိုင်ဆိုလို့ရှိရင်ဝမ်ချင်မင်းရှစ်ပွဲတွေနဲ့ဝေးခွာနေတဲ့နည်းကြာပြီပြီးတော့ရှိရင်တခြားကစားသမားတွေထဲမှာလည်းနိုင်ပွဲတိတ်မရတဲ့အတွက်ကြောင့်မလို့ဒါပြိတဲ့အားပေးမှုလည်းနည်းတဲ့အတွက်ကြောင့်မလို့ဝမ်ချင်မင်းရှစ်နဲ့ကင်းခွာနေတဲ့ကစားသမားတွေအများကြီးပါဒါကြောင့်မလို့ဒီပွဲမှာ ီပြိုင်မဲ့ကစားသမားကိုတေချာပေါက်အနိုင်ယူဖို့လိုအပ်နေတဲ့အနေအထားတစ်ခုဖြစ်နေရလို့တော့ကျွန်တော်စိတ်ထဲမြင်တယ်။ထုံးမင်းအောင်အနေနဲ့ကလက်ရှိဆိုရင် one championship မှာ၃ပွဲကစားထားတယ်။ပြီးတော့၂ပွဲကိုရှုံးနေထားတဲ့အနေအထားတစ်ခုဖြစ်နေပါတယ်။ဒီတော့ကြောင့်မလို့နိုင်ပွဲရတော့မဖြစ်မနေလိုအပ်နေပြီ။ဒါပေမဲ့ဘုန်းဝင်နေနေပြောရမယ်ဆိုလို့ရှင်များကျွန်တော်တို့ထုံးမင်းအောင်ရဲ့နောက်မှာပရိသတ်အင်အားကလည်းပြောရရင် MW တို့စူပါရီဂျန်တို့ တွင်းလင်းထပ်တိုးလောက်မများဘူးပေါ့နော်ကျွန်တော်အေးအချက်လေးကိုနည်းနည်းလေးသတိထားမိရဲ့ဒီအတွက်ကြောင့်မလို့ထုံးမြောင်အနေနဲ့ကလုံအောင်ပြိတက်တွေအတိမတ်ပြုခံရပြီးတော့အားပေးရကစားသမားတယောက်ဖြစ်လာဖို့လိုအပ်ပါအဲ့လိုဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါဟိုနိုင်ကြီးဖြစ်စီဆုံးကြီးဖြစ်စီအလှဲကျသွားနေရဆိုရင်တော့မှပဲဝမ်းချင်မင်းရှိကပွဲပေးနေုံမှာအမေလက်ရှိနေထားကတော့ဒါရှေ့ရရှုံးပွဲပြီးမှဆိုရင်သူ့အနေနဲ့ပွဲဝေးသွားတာနည်းနည်းလေးကြာရဲလို့ပြောလို့ရတယ်ဒါအောင်ကြီးချင်းအဖြစ်ဝမ်းချင်မင်းရှိအနေနဲ့ကထုံးမင်းအောင်ကိုပြောရင်ဒီကျွန်တော်တို့ ရှေ့ကခဏခဏပွဲရနေတဲ့မြန်မာကစားသမားတွေလောက်တော့အခွင့်အရေးမပေးဘူးလို့တော့ကျွန်တော်အနေနဲ့ဆိုကြည့်ချင်တယ်။ဒီတော့ကြောင့်မလို့ထုံမင်းအောင်ဘက်ကနေပြီးတော့ဒီပွဲကလုံးဝပိုင်ပိုင်နိုင်နိုင်လုပ်ပြမှရတော့မှာ။ထုံမင်းအောင်ရဲ့အားသာချက်ကိုပြောပါဆိုလို့ရှိရင်သူ့အနေနဲ့ပါဝါကောင်းကောင်းနဲ့ကစားနိုင်တယ်။ဒါပေမဲ့ထုံထုံမင်းတို့လိုမျိုးပါဝါအရန်ကြီးပြင်းနေဆိုတဲ့ကစားသမားတွေမှာပါတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့အရက်က၆ပြည့်ရှိပြီးတော့ခြေတံလက်တံအားလည်းအတိုင်းအတာတစ်ခုထိမဆိုးတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ ဒါအရက်နှိတ်တဲ့ကစားသမားတွေနဲ့တွေ့ရဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့ပို့အဆင်ပြေရပါတော့။ဥပမာကျွန်တော်ဥပမာပေးရမယ်ဆိုရင်ဗျာကျွန်တော်တို့ပထမဆုံးဘွဲမှာရုရှားကစားသမားနဲ့တွေ့လေဒုတိယဘွဲမှာဗီယက်နမ်ကစားသမားနဲ့တွေ့ပါဗီယက်နမ်ကစားသမားကကြတော့ပြောရရင်ဖူဝေါ်နယ်ဒီလှုပ်ရှားပုံမှန်မှာအဲ့လောက်မကောင်းဘူးအဲ့လောက်မကောင်းတဲ့အချိန်မှာထုံးမင်းအောင်ကတောက်လျှောက်စိုက်ပြီးတော့အတင်းလိုက်ထိုးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့အနေနဲ့မရှောင်ထွက်နိုင်ဘူး မချောင်ထွက်နိုင်တဲ့အတွက်ကြောင့်မလို့ထိုးမင်းအောင်ဘက်ကနေပြီးတော့ထိုးချက်တွေကောင်းကောင်းရတယ်ပြီးတော့နှစ်ယောက်ဆိုင်ပြီးတော့တတိယချီမှာတရောင်ရိုက်ချလိုက်တဲ့ချိန်မှာဆိုရင်ဗီယက်နမ်ကစားသမားဘက်ကကွဲသွားဒါပေမဲ့ထိုးမင်းအောင်ကပုံမှန်နည်းနည်းပြောရမယ်ဆိုရင်ဗျာဟိုလက်နဲ့တစ်ခုချင်းစီမှာကောင်းပါမကျွန်တော်လက်သီးပဲဖြစ်ဖြစ်ခြေခံပဲဖြစ်ဖြစ်သူကလည်းသူနီးစနစ်အတိုင်းအတာတစ်ခုဒီကောင်းကောင်းရှိတယ်ပါဝါလည်းထွက်ပါဒါပေမဲ့ပြိုင်မဲ့ကစားသမားကိုဥမာ ပိတ်ဖမ်းမဲ့အနေအထားတွေဥပမာရုရှားကစားသမားနဲ့တွေ့တော့ဆိုရင်ပြိုင်မက forward တော်တော်လေးကောင်းတယ်ရှောင်ထွက်တတ်တယ်ပြီးလို့ရှိရင်အဲဘေးရှောင်ထွက်တာတွေနောက်ပတ်ပြီးတော့ဆုတ်သွားတာအဲ့လိုမျိုးတွေများတယ်ဆိုလို့ရှိရင်ထုံးမြောင်စီမှာတိတ်ချကြောင်ပိတ်ပြီးတော့ဖမ်းနိုင်တဲ့နေစနစ်မျိုးတော့အရင်မရှိသေးပါဒါကျွန်တော်အပွင့်လင်းဆုံးပြောပြအဘလို့လဲဆိုအေးနှစ်ပွဲကြီးလာရင်တည်တာတယ်ပြိုင်ဘက်ကကောင်းကောင်းမွန်မွန်ဖူဘောကောင်းပြီးတော့ရှောင်းတိန်နိုင်တယ်ပြီးတော့သူ့ကိုကောင်းတာထိုးနိုင်တယ်ဆိုရင်ထုံးမြောင်ကလောကကာယအနေနဲ့ခတ်တယ် ဒါပေမဲ့ပြိုင်ပန်းကလည်းအဲ့လောက်ကြီးအရှောင်အတင်းပိုင်းပြီးလို့ရှိရင်ကောင်တာထိုးတဲ့ဘိုင်းမှာတေချာ trainer မျိုးမဟုတ်ဘူးဆိုရင်စိုင်ပြီးထိုးရတယ်ဆိုရင်ထုံးမြောင်တော့ကပို့ပြီးတော့ကောင်းမယ်။ဒီပွဲမှာကြတော့ဗျာထုံးမြောင်တော့ကပြိုင်ပန်းကစားသမားကခြေတန်လက်တန်လည်းနဲ့တူတယ်။အရက်ကလည်းပူတယ်။ပြောထိုင်းကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်အားဖြင့်ဆိုရင်ကြုံရလေးရှိတာကထိုင်းကစားသမားတွေကအယက်မြင့်နေပြီးရင်ခြေခံတဲ့မြန်မာကစားသမားတွေကိုအခွားဝေးထိန်းပြီးတော့ကလင့်ဆွဲပြီးတော့ဒါအမှတ်ယူရမယ်။ဒါပေမဲ့ဒီပွဲမှာကျတော့ဖြစ်ကျင်တော့ ထုံးမြောင်ကပိုပြီးမြင့်နေတဲ့သာသမာဖြစ်နေတယ်။ပြီးတော့ခြေကန်ကန်မယ်ဆိုရင်လည်း reach အရာကထုံးမြောင်ကလည်းခေါင်းခေါင်းကန်နိုင်လို့ပိုရောက်တယ်။ဒီထွက်ချောင်းမလို့ပြောရင်မွေထိုင်းကသာသမာရဲ့အာသာချက်တွေဖြစ်တဲ့ခြေကန်ချက်တွေ clinch ပိုင်းတွေကိုတခါလေဒီထုံးမြောင်ရဲ့အရာမောင်းကပိတ်ပြီးသားဖြစ်သွားပါ clinch ဆွဲမယ်ဆိုလို့ရှိရင်များအရက်မြင့်တဲ့လူနဲ့နှိမ့်တဲ့လူဆွဲတယ်ဆိုရင်သူ့ဘက်ကဘလောက်ပဲပညာကောင်းကြီးဖြစ်စေထုံးမြောင်ဘက်ကအရင်ကြီးခံရမှာမဟုတ်ပါဘူး။ပြောရမယ့်အဲမွေနဲ့ဒါဝတီခရိုင်တို့ပွဲတော်လိုမျိုးအဲမွေကအပေါ်စီးကနေဖြီးပြီး လင်ဆွဲပြီးဒူလိုက်တာတို့ထုံးမရောင်းနေနဲ့ခံရစရာအကြောင်းအလောက်ကြီးမရှိဘူးဒီတွဲကြောင့်မလို့အရက်မြင့်နေတဲ့အာသာချက်ကဒီမွေဟိုင်းကစားသမားရဲ့ဒီအတန်ဆုံးလက်နက်နှစ်ခုဖြစ်တဲ့ကျွန်တော် clinch ဘိုင်းရယ်ပြီးတော့ခြေခံချက်ဘိုင်းရယ်ကိုအလိုလိုပိတ်ချပြီးသားဖြစ်သွားပါဒီတွဲကြောင့်မလို့ဟိုမွေဟိုင်းကစားသမားကိုနောက်ထပ်ထပ်ကြည့်မယ်ဆိုရင်လည်းဗျ full ကောင်းလားဆိုလို့ရှင်အလောက်ကြီးမကောင်းဘူး full မကောင်းဘူး အရန်ဟိုခန့်ညင်ညင်လေးပဲကစားရပါတော့ခန့်ညင်ညင်ခြေကန်ကန်နဲ့ထိုးတယ်အဲ့လိုပုံစံမျိုးကစားဖူးဟော့ရလဲရုရှားဖိုက်တာရတာမကောင်းဘူးသူ့အနေနဲ့ခြေကန်ကန်လို့မရဘူးအတင်းဖိထိုးတယ်ဆိုလို့ရှိရင်ကြောင်ပိတ်သွားနိုင်ခြေအများကြီးရှိပါဒီတော့ကြောင့်မလို့ပြိုင်ဘက်ကိုအထင်သေးရမျိုးတော့မဟုတ်ဘူးဒါပေမဲ့ထိုးမြအောင်ရဲ့အရန်မြင့်နေဆိုတဲ့အာသာချက်ကပြိုင်ဘက်တီးရဲ့ဂိမ်းတော်တော်များများကိုပိတ်လိုက်တယ်လို့မျိုးဖြစ်သွားပါဒီကျွန်တော်တို့တွင်းနှစ်ထပ်ကထိုင်းကစားသမားတွေနိုင်နေဆိုတာလေအဲ့ဒါကြောင့်လည်းအများကြီးပါထိုင်းကစားသမားတွေရဲ့ခြေကန်ကောင်းကြတယ် ်တတိအရင်မဟုတ်ဘူးပြီးတော့တထောင်နေကလင်းချေကောင်းပါဒါမှမဟုတ်ဘလို့ပဲနေနေသွင်းလင်းထက်ကိုကခြေကံကံမယ်ဆိုရင်လည်းသွင်းလင်းထက်ရဲ့ခြေတံလက်တံအရှိရယ်ဒါတော့မှဒါဘရာဇီးဆိုရင်ခြေတံလက်တံနေနေတူတဲ့အချိန်မှာသွင်းလင်းထက်ကလောကခံရန်ခတ်တယ်ပေါ့နော်အဲဒီခြေကံလို့မရတော့ဘူးမရတော့ဘူးဆိုဆိုင်ထိုးရတယ်ဆိုင်ထိုးရမြန်မာကစားသမားတွေနဲ့ဆိုင်ထိုးတယ်ဆိုရင်ကြာကုန်ကြများပါထိုးမရောက်မှလည်းသူ့ဝိတ်တန်းမှာအဲ့လိုမျိုးအာသာချက်လေးရှိပါဒီအာသာချက်ကို တိချအသုံးချနိုင်တယ်ဆိုလို့ရှင်တော့ဒီပွဲကထုံးမြအောင်အတွက်နိုင်ပွဲဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမြင်အဓိကအားဖြင့်ပြိုင်ဘက်ကိုကိုချင်တဲ့လက်တန်နဲ့ဘယ်လိုမျိုးပိတ်ဖမ်းမလဲပြီးတော့ဘယ်လိုမျိုးပရက်ရှာပေးပြီးကစားမလဲဆိုတာမျိုးတွေကအရေးကြီးပါတယ်ရုရှားကစားသမားအများစုကတော့ဒီဘောက်ဆင်စတိုင်တော်တော်လေးကောင်းတယ်ဖုတ်ဘောလည်းကောင်းတဲ့အတွက်ကြောင့်မလို့ထုံးမြအောင်ပိတ်ထိုးချင်နေတော့မှာပဲသူ့ရဲ့ပညာကလုံလောက်မှုမရှိတဲ့အတွက်ကြောင့်မလို့နေတာဒါ VNF Fighter နဲ့တွေ့တော့စိုင်ထိုးခွင့်ရတော့သူ့အနေနဲ့နိုင်တယ်ပြီးတော့သူ့ထက်ချီတဲ့လက်တန်ရှိတဲ့ကစားသမားနဲ့တွေ့ရင်ထုံးမြအောင်တော့ကတော်တော်ခက်ပါ ဒါပေမဲ့ဒီဘွဲအနေထားရတော့ထုံးမြောင်ကောင်းကောင်းယူနိုင်နိုင်ကြီးရှိနေတဲ့အနေထားလို့တော့ကျွန်တော်တော့မြင်ဘလို့ဝဲနေနေအသက်အားလေဒါ20တောင်မကျော်သေးဘူးမြန်မာကစားသမားတွေကတော်တော်လေးငယ်တယ်ငယ်တဲ့ထဲမှာမှထုံးမြောင်ကပိုပြီးတော့ငယ်တယ်18ကျော်ကျော်ပဲရှိသေးတယ်ဒီတော့ချက်မလို့တက်လန်းနေရောအများကြီးရှိပါသေးဒါပေမဲ့ဒီလိုမျိုးကိုကနည်းနည်းလေးအသာကြီးရနေတဲ့ဘွဲမှာဆိုလို့ရှိရင်တော့အပြတ် bonus ရအောင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လုံးဝလက်ရည်အသာကြီးနဲ့ကစားပြနိုင်မှုတော့လိုအပ်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာမြင်တယ်ဒီဘွဲမှာဆိုလို့ရှိရင်ဒါထုံးမြောင်ဘက်ကနေပြီးတော့ ကျွန်တော်ကတော့အများကြီးမျှော်လင့်ထားရပါတော့နိုင်နိုင်ကြီးတကယ်ရှိရလို့လဲကျွန်တော်စိတ်ထဲမှာမြင်တယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကထုံးမရအောင်နေတဲ့ဒီပွဲမှာသူ့ရဲ့အခြေခံလက်တံအားသာချက်ကိုသုံးပြီးတော့ဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာကိုဒါကျွန်တော်စိတ်ဝင်စားမိရတဲ့ပသက်ပြီးတော့အဓိကပြပြပေးသွားတာဖြစ်ပါတယ်။ဒီခြေခံလက်တံအားသာချက်ကိုအကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင်ထုံးမရအောင်ကဒီဝိတ်တန်းမှာတကယ်ခြေခံလက်တံရှိရတဲ့ထဲမှာပါပါဒီတော့ကြောင့်မလို့သူ့ဘက်ကနေပြီးတော့နိုင်ပွဲတချို့ကိုဟိုမှာ၃ပွဲထိုးရင်၅ပွဲလောက်ကိုကောင်းကောင်းအနိုင်ယူနိုင်တဲ့ physical စွမ်းဆောင်ရည်မျိုးရှိရလို့တော့မြင်ပါဒီစနစ်ပိုင်းကတော့ကျွန်တော်တို့ပွဲထဲမှာစောင့်ကြည့်မှာအဲဆိုတော့ဒီနေ့ဗီဒီယိုကိုအဆုံးထိအားပေးရတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးတင်ပါ